BTS V ဝတ်သွားတဲ့ Cartier Crash ကဘာလို့ဈေးရှည်ကြီးနေတာလဲ။ဘာသမိုင်းနေရှိလို့လဲ။ Hello အားလုံးမင်္ဂလာပါခင်ဗျာ။ဒီနေ့ပေါ့နော်ကျွန်တော်ဟို chat box တွေမှာရော message တွေမှာရော BTS V ဝတ်သွားတဲ့ Cartier Crash နိုင်လေးကဘာလို့အရန်ဈေးကြီးတာလဲနေပေါ့နော်။တချို့ဆိုရင်ညီမဆိုရင်ဒီ design ကြီးကကြိုက်လဲမကြိုက်ဘူးလှလဲမလှပဲနေသူကဘာလို့အလိုလိုချင်တာလဲပေါ့နော်။ အဲ့ဒါကိုဘာလို့လိုချင်တာလဲဘာလို့ cardiac crash ကအရန်ကို cardiac ထဲမှာဈေးကြီးနေရလဲဆိုတော့အဲ့အချက်၃ချက်နဲ့ကျွန်တော်ပြောပြသွားမှာဖြစ်ပါလိမ့်ခင်ဗျာပထမအချက်ဒီ cardiac crash က cardiac နိုင် series တွေအကုန်လုံးတွေမှာလုံးဝ holy grail watch ဖြစ်ပါတယ် cardiac နိုင် series မှာမဟုတ်ဘူးတကဘာလုံးမှာရှိတဲ့ particularly Rolex ဆိုဘသူနဲ့ပဲရှင်းရှင်းလုံးဝဒီနိုင်ကြီးကပေါ့နော်လုံးဝရရခက်ပြီးအရန်အရန်ကိုရှားတဲ့နိုင်ဖြစ်ပါတယ်ပြီးရင်သူကပေါ့နော် it's one of the best design watch in the world သူ့ရဲ့ design ကလုံးဝ stand out ဖြစ်ပြီးတခြားကနေလုံးဝမတူဘူးဟို BDS V တို့တခြားဘယ်နာမည်ကြီး celebrity မှဒီနာယူဘယ်သူမှလည်း sponsor မပေးဘူးဘယ်သူ့ကိုစကားလီ yes ပေါ့နော် ambassador ဆိုလည်းမပေးဘူးရလည်းမရဘူးဘာလို့ဆိုအဲ့နာယူလိုချင်ရင်လေလံဆွဲပြီးဝယ်ရတာဖြစ်ပါတယ်ခင်ဗျာဒုတိယချက်ဒီ Cartier crash ရဲ့ design လေးကဘယ်လိုဖြစ်လာလဲဆိုရင်ပေါ့နော် Cartier client တယောက်ကပေါ့နော် car accident တော်တော် ပြင်းထန်တဲ့ car accident တစ်ခုမှာဒီ Cartier back nose ဆိုရယ်အဲ့အဲ့အတန်တော်ဆိုတော့မှားရင်မှားပဲပေါ့နော်အဲ့နာယီလေးကိုသူကဝတ်ထားတယ် car accident မီးကြီးတအားလောင်နေချိန်မှာအိုက်နာကြီးကအပူပေးပြီးမှအဲ့လိုကျုံသွားတာပေါ့နော်အဲ့လိုအဲ့လိုဒီဇိုင်းလေးဖြစ်သွားတာအဲ့ဒါကို Cartier London မှာရှိတဲ့ Cartier ပေါ့နော်ဟိုပိုင်ရှင်ပေါ့နော်အဲ့ဒါသူ့ရဲ့ဟို Cartier ရဲ့မြေးပေါ့အဲ့ young Blandan ကိုတောင်းယူထားတဲ့ young jet ကနေပြီးမှ Cartier crash ကိုထိုးလိုက်တယ်လို့ပြောကြတယ်တချို့လူတွေကလည်းပေါ့နော်အဲ့လိုမဟုတ်ဘူးပေါ့နော်ဘယ်လိုဖြစ်လာလဲဆိုရင်ပေါ့နော် Salvador Deli ဆိုတဲ့ ပကြီးစရာရှိရသူ့ရဲ့ဗောနော persistence of the memory ဗောနော်အဲ့ဒီပကြီးကားမှာပါတဲ့အဲ့ဒီ나이ဒီဇိုင်းလေးကို UV လောက်ထားလို့ပြောကြရဗောနော်ဒါပေမဲ့အဲ့ဒါကဒီ나이ဘယ်လိုဖြစ်လာလဲဆိုတော့ကျွန်တော်ပြောပြပြပါမယ်ညာတတိယအချက်နေနဲ့အဲ့나이ရဗောနော်ဘာလို့အဲ့လောက်နာမည်ကြီးရလဲဆိုရင်အဲ့1960တုန်းကလန်ဒန်တို့ US တို့မှာဗောနော်ကျွန်တော်လူကြီးတွေရဲ့ရှေးရိုးဆွဲယူတွေကိုလူငယ်တွေကတွန်းလှန်ခဲ့တဲ့အချိန်ဗောနော်ကျွန်တော်တို့ဟိုလူကျွန်တော်တို့ယောက်ျားလေးဆိုဒီအင်ကြီးဝယ်မယ် main လေးဆိုအတူပြဲမိုးရဘူးအရှိတွေပဲဝယ်ရမယ်ခေါင်းဝန်အကြီးတွေပဲဝယ်ရမယ်လို့ဖြစ်ခဲ့တဲ့ရှေးရိုးဆွဲယူတွေကို လူငယ်တွေကစကတ်တူတွေဝစ်လာတယ်ဇမင်းတွေအယောင်ဆိုးလာတယ်ပြီးရင်ပေါ့နော်ဟိုဟို dye hair တွေလှုပ်လာပြီးမှပေါ့နော်တဖြည်းဖြည်းကျွန်တော်တို့ယောက်ျားလေးတွေမိန်းကလေးတွေဆိုတော့အရင်ကတော့ယောက်ျားလေးဆိုဒီ ပန်းရောင်မိုးရဘူး main လေးဆိုဘာမိုးရဘူးအဲ့လိုတွေအယူမရှိဘဲနဲ့ unique sex တွေဖြစ်လာတယ်ပြီးတော့ကျွန်တော် music တွေဟာအစပေါ့နော်ကျွန်တော် Beatles တို့ Rock and Roll music တွေဖြစ်တယ်ဟို Rolling Stone တို့ထွက်လာပြီးမှ music music တွေအစပြောင်းလာပြီး pop culture youth culture တွေအကုန်ပြောင်းလာပြီးမှလူငယ်တွေတွန်းလန်ခဲ့တဲ့ကာလတခုကိုကိုးစားပြုတဲ့အနေနဲ့အိုင်နာလေးကတော်တော်လေးကိုနာမည်ကြီးတာဖြစ်ပါတယ်ခင်ဗျာဒီ Cartier Crutch ဈေးလေးတွေဟာဆိုရင်ပေါ့နော်ဒီရောက်လေးလံဆိုရင်ဈေးအနည်းဆုံးကဒေါ်လာ3000ကျွဲမြန်မာငွေဆိုရင်3,500ရရှိပြီးမှလုံးဝ Cartier London စထုတ်ခဲ့တဲ့ London ဆိုတဲ့စာလေ လေးပါတာနဲ့အဲ crash မှာစာလေးပါတာနဲ့အဲ့ဒါကတော့တိတိတမ5သန်းမြန်မာဝေဆို3000ဝေတော့ရှိတာဖြစ်ပါတယ်ခင်ဗျာနောက်တစ်ပတ်လဲကျွန်တော်ဒီတက်ကောင်းတဲ့ကောလက်အနေနဲ့ပြန်လာခဲ့ပါအောင်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ